ဟိုင်းအားလုံးပဲငယ်ချင်းတို့အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေမင်္ဂလာပါလို့နော်အေးကျွန်တော်ရဲ့ဆွေမျိုးတွေညီကောင်မောင်နှမတွေနောက်တော့ခင်လာသွားတော့ချစ်လာသွားတော့တငယ်ချင်းတွေအတော့ ီနေ့ကျွန်တော်ဝေမျှဖို့ယူလာတဲ့ဖြစ်ရမှတစ်ခုရှိတယ်အဲ့ဒါကတော့ကျွန်တော်လွန်ခဲ့တဲ့နေပေါင်းနှစ်နှစ်ငါးနှစ်ကျော်30အရင်လောက်ပါဘောနော်ကျွန်တော်အိမ်တော်ဦးအိမ်တော်ကြကားစား ကျွန်တော်ရဲ့ပထမမိန်းမပေါ့နော်အခုတော့ကွဲသွားပါပြီလမ်းခွဲခဲ့ပါပြီသူနဲ့သူနဲ့အိမ်တော်ကြတော့ကြတော့ကျွန်တော်တို့အာမင်္ဂလာဦးဟန်နီမွန်တဘောမျိုးပေါ့ဗျခီးထွက်ကြတော့ပေါ့အဲ့လိုခီးထွက်တဲ့အချိန်မှာပထမကျွန်တော်တို့ပတိမောင်းမြဘက်ကိုသွားတယ် အပတိမောင်မြဘကနေတခါမန္တလေးမန္တလေးကနေတခါမေမျိုးမေမျိုးကနေတခါတောင်ကြီးကလောပေါ့နော်အဲ့လိုအမျိုးတွေရှိတဲ့ဘက်တွေကိုတွားကြတော့ဗျာအဲ့ဒီတော့ကလောမျိုးကိုကျွန်တော်တို့ရောက်တဲ့အချိန်ကျွန်တော်တို့ကလောမျိုးမှာဆယ်နှစ်ရနေခဲ့တယ်ကျွန်တော်မိမရဲ့အမျိုးတိုင်ဝမ်နေ ဖိတ်ကြားချက်အရာပေါ့နော်သူတို့အိမ်မှာကျွန်တော်တို့၁၂ရက်နေခဲ့တဲ့အချိန်မှာကျွန်တော်ရဲ့မိမရဲ့အကိုဝင်းခွဲတယောက်အခုတော့သူဆုံးသွားပြီအဲ့တော့သူနဲ့ကျွန်တော်တို့ညဘက်နိုင်အောင်လုပ်တယ်ဟိုယောက်ျားလေးတွေကြီးပဲပေါ့ဗျာအပြင်ထွက်ကြတယ်ဝိုင်းနေပါလေတောက်ကြတော့ပေါ့ဗျာအဲ့တော့အဲ့ဒီအချိန်မှာသူပြောပြတယ်သူရဲ့ ဖြစ်ရမှာဇလန်းလေးတစ်ခုအရန်စိတ်ဝင်စားဖို့လည်းကောင်းတယ်နည်းနည်းကြောက်ဖို့လည်းကောင်းတယ်နောက်တစ်ခုကဒီပယောဂတွေကြောင့်လားသူဆုံးသွားတာလားဘာလားကျွန်တော်လည်းမသိဘူးအဲ့တော့ဒီကိစ္စလေးကိုကျွန်တော်ပြန်ပြောပြမယ်အဲ့တော့အဲ့ဒီမိန်းမရဲ့အကူအဝေးတော်တဲ့သူက ူရဲ့ဝါဒနာကငားများတယ်သူအရန်ဝါဒနာပါတယ်အဲ့တော့ကလောဆိုတာကတောင်ပေါ်ဒီတပြဟုတ်တယ်မလားအဲ့လိုချောင်းမြောင်းနေသိမရှိဘူးအဲ့တော့ကံနေပဲရှိတယ်အဲ့တော့ကံနေမှာသူတို့ငားများကြတာပေါ့ဗျာအဲ့တော့သူအများနဲ့ငါတော်တော်များနေတဲ့နေရာတစ်ခုရှိတယ်ဗျ။အဲ့တော့သူ့အလုပ်ကညနေအားပြီဆိုတော့ ਨੇ သူကနည်းနည်းဒါလဲဝါဒနာကြီးတယ်တောက်တယ် သူအတောင်စားလဲသူဝါသနာပါတယ်ဗျအဲ့တော့ तू ကညနေစရာနဲ့အဲ့လိုအစားအသောက်တွေပါ ड़ी तू လုတ်လိုက်တယ်လုတ်ပြီး तू ဝယ်ရမယ့်ပလင်း तू က तू ဝယ်ချမ်းပြီးတာနဲ့ तू စိုက်ကယ်လေးနဲ့ငမားတန်လေးနဲ့ तू ငားမြမယ့်နေရာ तू တွားတယ်အဲ့ဒီမှာ तू အေးစေးစေး तू ငားမြရတယ်သူ့မှာအိမ်တောင်ရှိတယ်ဒါပေမဲ့သူ့အိမ်တောင်ကတိတ်အဆင်မပြေဘူးဗျာနော် ိုသူမိမနဲ့သူနဲ့ကအိမ်တော်ကြပြီးတော့၄၅၈နှစ်လောက်မှာဟိုခလေးတယောက်ရပြီးတဲ့နောက်ပိုင်းမှာသူတို့အိမ်တော်ရေးဘာပြဿနာတွေတက်လဲအဲ့တော့ကျွန်တော်သူတို့ရဲ့ကိုရိတ်ခဲ့တာကျွန်တော်မသိဘူးသူတို့လည်းမပြောဘူးဒါပေမဲ့သူမိမကခလေးခေါ်ပြီးတော့ဒီသူ့ယောက်ျားရဲ့မိဘအိမ်ပေါ့နော် ယောက်ျားဒီယောက်ျားမအိမ်ပေါ့အဲ့ဒီမှာပဲဝိုင်းလောက်ဝိုင်းစားပြီးတော့နေတယ်ဒီအကိုဝင်းဝဲကသူ့မှာကိုပိုင်အိမ်ရှိတယ်အဲ့ဒီသူ့ကိုပိုင်အိမ်မှာပဲသူ့အနေသူနေတယ်အဲ့တော့သူအလုံးလုံးတယ်အလုံးလုံးပြီးရင်သူညနေဆိုရင်သူအိမ်လာတယ်နေ့လယ်စောင့်သူသူ့မိပိုင်အိမ်မှာသူလာစားတယ်သူ့မိန်းမနဲ့သူတွေ့တယ်သူ့ကလေးနဲ့သူတွေ့တယ်ပေးစရာရှိတာပေးကမ်းတယ် ပြီးရင်သူသွားလိုက်တယ်ညဘက်ကျရင်မိမတဲ့ကလေးတွေကယောက်ျားအိမ်ကိုမပြန်တော့ဘူးသူတို့အဲ့ဒီမှာပဲမြောက်မအိမ်မှာပဲအပင်းနေတယ်ယောက်ျားကသူ့နဲ့သူဒါလုံးမယ်ငားမြမယ်ဒါသူ့ရဲ့ feeling ဒါသူ့ line သူအဲ့တော့ဒီကိစ္စတွေကိုကျွန်တော်ဘာမှမသိဘူးကျွန်တော်တီးတလို့ဒါပြောပြတာသူတို့ရဲ့အခြေအနေဒီလူရဲ့ဇယိုင်းနဲ့သူ့ရဲ့အခြေအနေလေးပေါ့နော် အဲ့တော့ကျွန်တော်တို့တွားတောက်တော့လေအဲ့ဒီနေညာကျွန်တော်တို့ကျွန်တော်တို့ဆိုတာကျွန်တော်အပါဝင်သူ့အပါဝင်သူ့ရဲ့မိတ်ဆွေတငယ်ချင်းတွေလည်းပါတယ်သူ့အိမ်မှာစုပြီးတော့ကျွန်တော်တို့တောက်ကြတယ်အဲ့တော့အဲ့ဒီနေက6ယောက်9ယောက်လောက်ရှိတယ်အဲ့တော့ဝိုင်းနေတခြားအရက်ချမ်းတွေလည်းပါတော့ပဲဗျာသူတို့ဒီတောင်ပေါ်အရက်တွေချဲ့အရက်တွေအဲ့တော့ကျွန်တော်ဟိုဝိုင်းအဓိကကျွန်တော်တို့ဝိုင်းမဲ့တောက်တယ်သူတို့ကတော့နေကလူတွေဆိုတော့ တို့ရှမ်းရက်တွေချဲရက်တွေပါတောက်ကြတာပေါ့နော်အဲ့တော့ဒီလိုတောက်ပြင်းစားရင်းနဲ့သူ့ရဲ့ဒီအတွေ့အကြုံတခုသူ့ရဲ့ဖြည့်ရက်မှလေးတခုကို sharing လုပ်တဲ့ဟာကိုကျွန်တော်အခုပြန်ပြောပြအောင်အဲ့တော့ဖြည့်ရက်ကဘာလဲဆိုတော့ तू ကငားများဝါဒနာပိုင်း तू အညနေတိုင်းတော့အမြဲတမ်း तू အလုပ်ပြီးလို့ပြန်လာတာ ਨੇ तू အမြည်တွေပဲလှုပ်လိုက်တယ်။ तू ညစာတွေပဲ तू လှုပ်လိုက်တယ်။ तू ဘူးရဲထဲတယ်။ ဘူးရဲခိုက်ပြီးသူဆိုင်ကယ်လေးနဲ့သူငါးများမဲ့နေအောင်သွားတယ်အဲ့ဒီမှာသူဟိုကျွန်တော်တို့ဗာပြောမလဲဗျာသူ့ဆိုင်ကယ်ထဲမှာသူပစ္စည်းပစ္စည်းအကုန်ပါပြီးသားအဲ့မှာမီးမွေဖို့အတွက်ကအစမီးဖို့အသေးလေးအစအဲ့ရောက်တဲ့နေရာမှာရတဲ့တတားကိုခုတ်ထည့်ပြီးတော့သူမီးမွေမယ်ဖမ်းပြီးတော့ငါ့ကိုသူกินမယ် กินပြီးသူအရင်နဲ့သူမြည်မယ်သူအဲ့မှာသူစားမယ်သူအဲ့ဒါတညာလုံးသူအဲ့မှာအေးဆေးသူရင်းလှုပ်ပြီးမှသူအိတ်ချင်တော့မှတော့သူပြန်နေတဲ့အချိန်အိမ်ပြန်နေတာသူရဲ့ဇယားကြီးပေါ့နော်သူရဲ့သူရဲ့ lifestyle ပေါ့တော့ဟိုတော့သူအဲ့ဒီလိုငါးတောင်းအများကြီးများရင်နဲ့သူငငယ်ကចောင်းနေဘက်တရားနဲ့သူတော့တွေ့တယ်ဟိုចောင်းနေဘက်ကလည်းအဲ့မှာကံလာငါးမြားတယ် တော့ငါးမြသမားရဲ့သဘောကတဘာဝကဗျာသူဒီနေရာမှာဒီနေ့မြားတယ်ဒီနေရာမှာတိတ်မကောင်းဘူးဆိုရင်နောက်တနေရာကိုပြောင်းကပြောင်းတယ်ပြောင်းပြီးဟိုနေရာဟိုနေရာမြားကြည့်လိုက်ဒီနေရာမြားကြည့်လိုက်ပေါ့နေ့တိုင်းဒီတနေရာတည်းမြားတာမဟုတ်ဘူးဗျာအဲ့တော့ကံကြီးကအကြီးကြီးတဲ့အဲ့လိုပပပပပီကံဘေးနေရာတွေရှောက်ထိုင်ပြီးမြားတာဗျာအဲ့တော့တည့်ရတူလူတယောက်နဲ့စုံအဲ့ဒီလူကသူတို့ចောင်းနေဘက်လို့ပြောတယ်အဲ ဒါပေမဲ့ညစင်ကဆုံးခဲ့တယ်ဗျာနောက်တော့ကြီးသွားတော့သူတို့လက်တနေရကိုလက်တနေရဖြစ်သွားတယ်နောက်တော့ဥမာငားမြိုင်းနဲ့သူအဲ့မှာပြန်ဆုံပြန်ဆုံတော့သူတို့စကားစမိပြောရင်းနဲ့မိတ်ဆွေတငယ်ချင်းပြန်ပြန်ဖြစ်သွားတော့ပြန်ဆုံတော့စကားစမိပြောရင်းနဲ့သူတို့ငယ်တငယ်ချင်းတွေဖြစ်နေကြတာကျောင်းတွေဘတ်တငယ်ချင်းတွေဖြစ်တကြောင်းသားတွေဖြစ်နေတာအဲ့နဲ့ တန်ငါအိမ်ကဘယ်မှာသူ့အိမ်ကဘယ်မှာပေါ့ဗျာအဲ့လိုပြောကြဆိုကြတော့ပေါ့ပြောကြဆိုကြရင်လည်းဘလောက်လောက်အမြဲတမ်းလိုလိုတို့စုံကြတယ်တောက်ကြတယ်တို့တူတူတောက်ကြတယ်တူတူငါးများကြဝါဒနာလည်းတူတယ်ဆိုတော့ဗျာအမြဲတမ်းလိုလိုတဲ့မှာညာတိုင်းလိုလိုတို့သွားတယ်အဲ့ဒီခက်ကအခုလိုဖုန်းတွေပါရရှိတဲ့ခင်မဟုတ်တော့ဖုန်းဒိတ်တွေဘာဒိတ်တွေမရှိဘူးပေါ့နော်ဂတိပဲရောက်မနေ့ကလာခဲ့မယ်ပေါ့နော်အာဘယ်မှာစုံမလဲဒီလောက်ပဲတို့ လှုပ်ပြီးသွားရင်ထုံးစံတိုင်းသွားတယ်ဝဲစရာပလင်းတွေဝဲတယ်ဟုတ်လားဘာညာတရကအစားတော့ဝဲလိုက်တယ်သွားလိုက်တယ်မိရင်မိတဲ့ငါးနဲ့မြည်တယ်မမိရင်ဝဲလာတဲ့ဟာနဲ့မြည်တယ်သူ့ဝါဒနာတိုင်းဟိုကလည်းလာတယ်ဒီလိုပဲအမြဲတမ်းလိုလိုအမေ၃လလောက်နေပြီးတော့အဲ့ဒီလူကမလာတော့ဘူးလေမလာတော့ဆိုတော့ ဒီအကိုဝင်းခွေးကလည်းသွားတော့သူ့ရဲ့တုံးစံတိုင်းသွားတော့ဗောဗျာတုံးလောက်တော့ဒီလူနဲ့သူတွေ့တယ်ဒါပေမဲ့သူ့ကိုဟိုကအမြဲတမ်းငားတွေလည်းပေးလွှတ်တယ်မိတဲ့ငားတွေကသူမယူဘူးတဲ့ငါမယူဘူးဗောနောငါဝါဒနာတိုင်းပြန်ကြလို့လာမြရတာငါဒီငားတွေဘာမှမလုပ်ဘူးဗောနောမင်းကတူတူဒီမှာစားပြီးတောက်ပြီးဗောနောမင်းယူသွားဗောဟောသူကအဲ့လိုငားတွေအများကြီးမိလာရင်သူ့အမေအိမ်ကိုသူလာပေးလိုက်တယ်မိသားစုစားပါစေဆိုပြီး သူအဲ့လိုမျိုးတစ်ခါကညဘက်ကိုသူပြန်လာရင်အဲ့ငားတွေကိုအဲရတကားခြံတကားမှာချက်ပြီးတော့သူ့အိမ်သူပြန်သွားလိုက်တယ်အမတွေကတိတယ်ဒီကောင်ညကငားများသားတာမိရတွေဒီမှာခြံဝါးမှာလာချိတ်သားတယ်ဆိုပြီးတော့မနေ့ကအဲ့ဒါကိုချက်ထားလိုက်တယ်သူလာတယ်နေ့လယ်ဆန်းနိုင်သူစားတော့ပြီးသူပြန်သွားတယ်ဒါသူ့ရဲ့သူတို့ဒီလိုလဲပတ်နေတဲ့ဥစ္စာပေါ့အဲ့တော့တောင်းလာတော့နေပြီးတော့တော့သူကသူ့တငယ်ချင်းမလာတော့ဘူးပေါ့ဗျာနော်ဘယ်ရောက်သွားလဲပေါ့နော် အဲတရက်ဒီကောင်းကိုတတိယရတယ်ကွာဒီကောင်းမလာတာလဲကြာပြီပေါ့နော်အဲဒီကောင်းရဲ့ကိုသွားမေးမယ်ဆိုပြီးတော့သူတငယ်ချင်းပြောပြထားတဲ့အတိုင်းသူစိုက်ကယ်နဲ့သူသွားတယ်တငယ်ချင်းစီကိုတငယ်ချင်းစီစီရောက်တော့စုံစမ်းမေးမြန်းပြီးတော့ဗောဗျာဘယ်သူဘယ်ဝါပေါ့စုံစမ်းမေးမြန်းတော့သူလမ်းညွန်တဲ့အတိုင်းအဲ့ဒီလူတွေလမ်းညွန်တဲ့အတိုင်းသူအဲ့ဒီအိမ်ကိုသူရောက်သွားတယ်အဲ့ဒီရောက်သွားတော့အားလုံးကသူ့ကို အောင်မင်းတော့ဆိုတော့လေဝိုင်းကြည့်နေကြတာပေါ့နော်ဒီလူကိုလာမေးတော့အဲ့တော့ဘာဖြစ်လို့လဲကျွန်တော်နဲ့သူနဲ့အမြဲတမ်းငားများပေါ့အဲ့တော့ကြာပြီလားလေငားများနေတာငားများတော့သူနဲ့ကျွန်တော်နဲ့၃-၄လောက်လောက်ရှိပြီပေါ့နော်ငားများနေတာပေါ့အရင်တော့ငယ်ကျောင်းနေပါပေါ့သူပြန်ပြောပြတာပေါ့ဗျာသူသားတွေကိုသူပြန်ပြောပြတာပေါ့သူတို့ရဲ့ဖြစ်ရတယ်ငယ်စဉ်တော့ကျောင်းနေပါတငယ်ချင်းတွေပေါ့နော်အဲ့တော့နောက်ပိုင်းကျတော့ ကြီးသွားတော့သူလဲသူလဲသူလျှောက်ကိုလဲကိုလန်းကိုလျှောက်နေအခုငါးမြားရင်နဲ့ပြန်ဆုံကြတော့ဘူးပြန်ဆုံကြတော့ငယ်ငယ်ချင်းတွေဖြစ်နေမှအောင်းအောင်းနေဘက်တကြောင်းတဲ့ကားတွေဖြစ်နေမှပြန်ပြီးရတော့ဘူးအဲ့ဒါကြောင့်အခုတခါ၃လလောက်ကျွန်တော်လည်းတူတူအမြဲတမ်းကံပေါ်မှာငါးမြားနေကြနေပြီးတော့အခုမလာတော့ဘာဖြစ်လို့လဲပေါ့နော်လာမေးတယ်စုံစမ်းတော့စိတ်ပူတယ်ဟုတ်အမှတူမိမနေပြီးတော့ ။ဘာပြောလဲဆိုတော့ရှင်တခုခုမှားနေပြီနော်တဲ့။အိုသူမင်းကဘာထင်လဲဆိုတော့ဒီကောင်ကလည်းတွားတဲ့အချိန်မှာဒီကောင်နည်းနည်းတောက်သားတော့ဗျာ။ဒီကောင်မူးယူးပြီးတော့လာပြီးတော့ဒီကောင်မေးတယ်လို့ထင်တော့ဗောနော်။အကိုဗောနော်အကိုတခုခုမှားနေပြီနဲ့တူတယ်ဗောနော်။အကိုတောက်တာများသွားတယ်နဲ့တူတယ်။နည်းနည်းပါးပါးရှော့ပါဦး။တောက်အတောက်စားလေးပဲရှော့ဗော။ ဟဲ့ငါငါတောက်တာတော့မှန်တယ်ပေါ့နော်ဒါပေမဲ့အဲ့လောက်ထိမမူးပါဘူးပေါ့နော်အဲ့လောက်ထိမူးရလောက်မဟုတ်ဘူးပေါ့နော်ဘာဖြစ်လို့လဲငါ့ကိုပြောလေဆိုတော့ဆုံးခဲ့တာတဲ့ဒီလူဆုံးခဲ့တာတဲ့တုံးနှစ်လောက်ရှိပြီတဲ့သူလည်းအဲ့လိုမျိုးပဲငါတော်များနေရင်လည်းအဲ့ဒီမှာပဲမွေပေါက်ခါရတာလားဘာဖြစ်တာလဲတော့မသိဘူးဆုံးသွားတာတုံးနှစ်လောက်ရှိပြီတဲ့ ဲ့ဒါနဲ့ကျွန်တော်ဒီပြောပြတဲ့ဒီမိမရဲ့အကိုပေါ့ဗျာသူကလည်းပြောတာမဖြစ်နိုင်ဘူးကျွန်တော်နဲ့တူတူညတိုင်းလိုလိုထိုင်ပြီးတော့အတူစားတယ်အတူတောက်တယ်ဟုတ်လားသူမိတယ်သူဖမ်းလို့မိတယ်ငားရတယ်ကျွန်တော်ကိုပေးတယ်အဲ့ဒါနဲ့ဟုတ်တယ်သူဆုံးသွားတာက3နှစ်လောက်ရှိခဲ့ပြီအဲ့တော့ သူနဲ့သူသူလာပြီးတော့၃လလောက်အမြဲတမ်းလိုလိုငားမြားနေတဲ့တငယ်တငယ်ချင်းကလွန်ခဲ့တဲ့၃နှစ်လောက်ကဆုံးသွားဆုံးပါသွားခဲ့တဲ့လူဆိုတော့သူရုပ်တရက်ဘာလို့လို့လောရမယ်မသိဘူးသူသူတအားကိုဖြစ်သွားတာအဲ့နဲ့သူလည်းပြောဆိုတော့သူမိမကလည်းအဲ့လိုပြန်ပြောပြတော့သူပြောပြရတယ်နားတော်တော်ငိုယူပြီးတော့ ကျမယောက်ျားမကျွမလို့ဖြစ်နေပြီနဲ့သူ့ပါတယ်ပါညာပေါ့ဗျာဒါတွေကသူတို့အဲ့လိုပြောဆိုပြီးတော့သူလဲသူ့အိမ်သူပြန်လာလိုက်တယ်သူပြောတယ်အဲ့ဒီကငါ9000တော့မများပြစ်ဘူးတဲ့နောက်3-4ရက်လောက်နေတော့ငါပုံမှန်အတိုင်းက9000တော့များတယ်တဲ့ငါတော့များတော့ညာဒီကောင်ရောက်လာတယ်တဲ့ငါစီဦးတယ်ပုံမှန်တော့အေးစစ်စစ်ပဲတဲ့သူလာတယ်တဲ့သူအနားမှာလာထိုင်နေတယ်တဲ့ပြီးတော့ သူပြောတယ်ဟာတငယ်ချင်းကွာဒီနေ့ငါမင်းအတွက်ကိုပေါ့နော်ငါဘယ်မလာနိုင်ဘူးပေါ့နော်ပလင်းအဲရရဟေအောင်ငါပါလေမဲတော့ပေါ့နော်သူကတော့ဒီကိုကတော့သူတိနေပြီဒီလူကလူမဟုတ်ဘူးဆိုတော့ဒါမဲ့သူသူရုပ်တရက်ကြီးထားပြေးလို့ကလည်းမပြေဘူးပေါ့နော်အဲသူလည်းမင်းတတ်တတ်နဲ့ကဲမင်းစားရရှိတာစားပေါ့တောက်ရရှိတာတောက်ပေါ့ မင်းမပါလာလဲဘာမှမဖြစ်ဘူးပေါ့နော်အဲပုံမှန်တိုင်းရဲ့ဆိုရည်ရည်ပြုံးပြုံးပဲငားများတယ်စကားတွေပြောတယ်တောက်တယ်စားတယ်ပြီးတော့နှုတ်ဆက်တယ်နှုတ်ဆက်ပြီးတော့မိတဲ့ငားတွေသူ့ကိုပေးပြီးတော့ပြန်သွားတယ်ပြန်သွားတော့သူကစဉ်းစားတယ်ပေါ့နော်တခုတော့မှားနေပြီပေါ့နော်နောက်ရက်သွားတော့လေအဲ့လိုပဲပုံမှန်လာတယ်တဲ့ သူလည်းအဲ့လိုမျိုးပဲစားစရာတချို့ယူလာတယ်တဲ့သူလည်းသူတို့ငားထိုင်များတယ်တဲ့သူကစဉ်းစားငါပဲမူးနေတာလားဘောနော်အဲ့ဒီတခါတော့ဒီရက်ဒီတရက်တော့ဖြစ်ချင်တာပြင်ငါဒီကောင်ကိုမွေးမေးပဲဘောဒီကောင်ကိုအရင်လို့တော့မေးတော့မှာဘောအဲ့တငယ်ချင်းဘောငါမေးကိုပုံမွေးလဲလဲတခုမေးချင်တယ်ဘောအာမေးဘောတငယ်ချင်းဘာဖြစ်ချင်လဲဘာတိချင်လဲမေး ငါမင်းရင်ကိုတွားခဲ့တယ်ဗောနော်လွန်ခဲ့တဲ့တပတ်ကဗောငါတိတယ်မင်းရမင်းမိမမင်းဆုံးသွားတာ၃နှစ်လောက်ရှိပြီလို့ပြောတယ်ဆိုအေးဟုတ်တယ်လေဟာဒါဆိုမင်းကအခုလူမဟုတ်ဘူးလားဆိုပြီးတော့သူ့မိတော့မင်းကငါ့ကိုလူလူမဟုတ်ဘူးလို့ထင်လာလားလို့သူကပြန်မေးတယ်အဲ့လိုမျိုးပြီးတော့နည်းနည်းဒေါရထောက်သွားတဲ့ပုံစံမျိုးနဲ့ဒါဆိုမင်းကပါတယ်ငါ့ကိုလူမတင်တော့ဘူးလားဆိုအဲ့လိုမျိုးပေါ့ဗျဟာမဟုတ်ဘူးလေမင်းက မင်းတငယ်မင်းကိုမင်းရလူတွေကမင်းတေပြီးသားလို့ပြောရဲဆိုတော့ဒါဆိုရင်သူတို့ငါ့ကိုတေပြီးဆိုတာနဲ့မင်းကလည်းငါ့ကိုအသေးစင်းတွန်းလိုက်ပြီလားဘူးမင်းကငါ့ကိုလူလို့လူလို့တော့မထင်တော့ဘူးလားဆိုပြီးတော့အဲ့လိုမျိုးပြန်မေးတယ်ဟာနာဟာတငယ်ချင်းကိုဆိတ်မဆိုးပါနဲ့ဘူးငါကတော့မင်းကငါတငယ်ချင်းပါဘူးဒါဆိုရင်တငယ်ချင်းဆိုတငယ်ချင်းအတိုင်းပဲထားပါဘူးနော်မင်းမင်းဘက်ကနေပြီးတော့ဘာမှပြောင်းလဲစရာမလိုဘူးကွနော်ငါလည်းမင်းအပေါ်ကိုမပြောင်းနိုင်ဘူးကွနော် မင်းလည်းငါ့ဘော်ပြောင်းလဲစီအောင်မလိုဘူးဆိုပြီးတော့အဲ့လိုမျိုးဒေါရအတန်းနဲ့သူ့ကိုပြောတယ်လေပြီးလည်းပြီးတော့ငါပြောင်းတော့မယ်ဆိုပြီးတော့ထားပြောင်းသွားတယ်နောက်ရက်တွေသူငါတော့မျှားလဲဒီကောင်လာတယ်လေဒီကောင်ဘေးသားမှာထိုင်နေတယ်ဒါပေမဲ့အရင်တော့လိုမျိုးဟိုဟာပပပျော်ပျော်ရွှင်ရွှင်တည်ရမလားဟိုအဲ့လိုမျိုးမဟုတ်တော့ပဲနည်းနည်းလေး ဘယ်လိုပြောမလဲဆိုစိမ့်စိမ့်ကားတလို့ပုံစံတော့စိမ့်ကားရတော့မဟုတ်ဘူးဗျာနည်းနည်းတယောက်နဲ့တယောက်ကြားထဲမှာတခုခုခြားသွားတလို့ဖြစ်သွားတယ်တဲ့ဒါမဲ့ तू ကတော့ပြောတာပေါ့နော်ဟဲ့အောင်ကွာငါယူလာတဲ့ဟာတွေမင်းစားလေကွာအေးစားမယ်ကွာအေးတောက်မယ်ကွာမင်းလည်းငါယူလာတာတောက်ပါစားပါအဲ့လိုမျိုးပြောပြီး तू လည်းတော့နေ तू တိတ်တိတ်ဆိတ်ဆိတ်ငါများတယ်ကွာဟို ဒီကိုကလည်းတိတ်တိတ်ဆိတ်ဆိတ်ငားမြားတယ်။နောက်ပိုင်းကျတော့တော့ဘာပြောလဲဆိုတော့ငါလည်းနည်းနည်းကြောက်လာတယ်တဲ့။မသွားတော့ဘူးတဲ့။ငါမမြားတော့အဲ့ဒီညာငါသွားပြီးငါမမြားတော့ဘူးတဲ့။ငါတခြားညာကိုပြောင်းလိုက်တယ်တဲ့။အဲ့လိုတခြားညာပြောင်းပြီးငါမြားကြတဲ့ရတယ်ငါစိတ်ထဲမှာကျမလို့ကျမရဲ့တိတ်မကောင်းဘူးဖြစ်လာတယ်ဗောဗျာစိတ်ထဲမှာနေလို့ထိုင်လို့တိတ်မကောင်းဘူးတဲ့။ ညရည်လည်းအိတ်လို့မပြောဘူးတဲ့တရက်ကငါအိမ်ရှင်မာတယ်ဒီကောင်လာပြီးတော့ညဘက်ကိုလည်းဒီကောင်လာပြီးထိုင်နေတယ်တဲ့ပြီးတော့ငါပြန်လာတော့ငါ့ကိုသူမေးတယ်မင်းဘာဖြစ်လို့ငါငါလာမများတာလဲလို့မေးတယ်သူကပြောတယ်ပေါ့နော်အာဒီကံကငါတိတ်မမိဘူးပေါ့နော်ဟိုဘက်မှာငါတငယ်ချင်းတယောက်ပြောတဲ့ကံမှာငါတော့မျှရတယ်ပေါ့ငါပုံမိတယ်လို့ပြောတယ်အဲသူကပြောတယ်မင်းကအမြဲတမ်းငါးတွေပြီးတာပဲ မင်းမမိတဲ့နေ့လေငါမင်းကိုငါးရီပေးလွှတ်တော့ပဲမလား။ဘာဖြစ်လို့မင်းကငလာလာလဲလို့မေးတယ်။မင်းကပြောင်းလဲလာလားလို့မေးတယ်။အဲ့တော့သူကမောပါဘူးပေါ့နော်။ငါနောက်တော့လာခဲ့ပါမယ်ပေါ့နော်။အဲ့လိုမျိုးပြောပေမဲ့ तू မသွားတော့ဘူးလေ။အဲ့ဒီလိုကလည်းသူ့စီထပ်မလာတော့ဘူးလေ။အဲ့ဒီကလေးက तू ကျမရေချူကြလာတာပေါ့နော်။ तू အရက်တွေပဲတောက်တယ်။ သူငါသူအယောက်ဝါဒနာပါတဲ့ငါများတဲ့အလုပ်ကိုလည်းသူမလုပ်တော့ဘူးတဲ့။သူကြောက်သွားတာပေါ့နော်ညနေဆိုရင်သူအလုပ်ကပြန်လာရင်အိမ်မှာပဲအရက်တောက်ပြီးနေတယ်။သူမိမတခါတည်းညဘက်ကိုသူတမ်းမကြီးမကောင်းတော့ဘူးဘာညာဆိုရဲနောက်ပိုင်းသူအိမ်ကိုလာတယ်ပေါ့ဗျ။ဟိုကျွန်တော်တို့သွားလေတဲ့အချိန်မှာအဲ့ဒီအကိုကအရက်နာကြတယ်လို့အရက်ဘယ်လိုပြောမလဲဆိုတော့အရက်နာကြတာလား ဘာဖြစ်တာလဲမသိဘူး तू ပိန်ချုံပြီးတော့လုံးဝဟိုဘယ်လိုပြောမလဲဆိုတော့အခြေအနေကဟိုလန်းလန်းဆန်းဆန်းတော့မရှိဘူးဒါပေမဲ့အရက်မတောက်ပဲနဲ့ तू မနေနိုင်ဘူးဒီအရက်မတောက်ပဲနဲ့ तू အဲ့လိုလည်းမရဘူးတဲ့လုံးဝဟိုအရက်ကျွံအရက်ကျွံဖြစ်သွားအရက်တမားမို့သွားအရက်ကျွံဖြစ်သွားပြီလုံးဝဟို အဲ့လိုအခြေအနေဖြစ်တော့သူတငယ်ချင်းတွေကလည်းအဲ့လိုမျိုးပေါ့သူတောက်ပေါ်စားဖက်တွေသူအိမ်မှာခေါ်ခေါ်ပြီးတော့အဲ့လိုမျိုးတောက်တယ်မကျွန်တော်ရောက်သွားတဲ့နေ့ကကျွန်တော်ကိုလည်းဧည့်တယ်ဆိုတော့တငယ်ချင်းတွေနဲ့တူတူမိတ်ဆက်ရင်းနဲ့သူ့အိမ်ကိုဖိုက်တော့သွားရတာပေါ့နော်သွားတော့အဲ့လိုပေါ့သူအမီးတွေပဲဝယ်ထားတယ်ပပွဲရရနဲ့သူအလုံးမလုံးနိုင်တော့ဘူးသူညီကိုမောင်မတွေကပဲသူ့ကိုကျွေးမွေးသူ့ကိုအရဖိုးပေးပေါ့နော်အဲ့လိုမျိုးပေါ့နော်ထားတာ အဲ့တော့သူ့အိမ်ကနထအိမ်ဖြစ်တော့သူအပေါ်ဓာတ်ကိုသူငှားလိုက်တယ်သူတို့လင်မယားမနေတော့ဘူးဆိုတော့အပေါ်ဓာတ်ကိုသူလူငှားတင်လိုက်တော့အေးရရတဲ့ငွေကြီးနဲ့သူတုံးဆွဲနေတယ်အခုကျွန်တော်တွားပြီးတော့သူနဲ့ဆုံတွေ့ခဲ့ပြီးတော့ဒီသူ့ရဲ့ဖြစ်ရဟိုသူကျွန်တော်နားထောင်ပြီးတဲ့နောက်ပိုင်းအခုကျွန်တော်ပြန်ရောက်လာအဲပြန်ရန်ကုန်ကျွန်တော်တို့ပြန်လာတော့ဗျာနော်နောက်ပြီးတော့တစ်နှစ် မပြည့်တပြည့်ပေါ့ဗျာ6လ10လလောက်ကြတော့ဒီကိုဆုံးသွားတယ်ဆိုပြီးတော့ကျွန်တော်တို့တင်းရအာကျွန်တော်အမျိုးသမီးကတော့တွားတာဗောနော်ကလောသူအကိုဝဲဝဲအတူပေါ့သူတွားကျွန်တော်တော့မတွားပြတော့ဘူးဒါပေမဲ့ဒီကိုဆုံးသွားတယ်ပြောတယ်ဆုံးသွားတာကဗမာဆုံးသွားတာလဲဆိုတော့ငါးတွားမြရင်နဲ့အဲ့ဒီငါးကံဘေးနားမှာပဲပုံရကလေးဆုံးသွားတာတည်သွားတယ်ငုတ်တုတ်ကလေးတိုင်ရတည်နေတယ် အဲ့ဒါအိမ်ကလူတွေကမလာလို့မလာလို့ဆိုလိုက်ရှာတော့နှစ်ရက်လောက်နေပြီးမှသူ့အလောင်းကိုပြန်တွေ့တယ်ငါးခံဘေးနားမှာပဲငုံတုတ်ကလေးအဲ့ဒါဒါတကယ်ဖြစ်ရမှဒီတည်သွားတဲ့ခံရခံရှင်ပေါ်ကြုံခဲ့တဲ့ခံရခံရှင်ကိုနိုင်ကလည်းပြောပြတယ်နောက်တော့ သူတည်သွားတဲ့ပုံစံကလည်းထူးထူးဆန်းဆန်းပဲသူလုံးဝငါမမြတော့ဘူးသူလုံးဝကြောက်သွားတယ်သူဒီကံမှာဘယ်တော့မှသူပြန်ပြီးတော့ငါတော့မမြတော့ဘူးဆိုတဲ့လူကဘလို့အကြောင်းအကြောင်းပြန်ပြီးတော့အဲ့ဒီနေရာမှာသွားပြီးတော့ပြန်ငါတော့မြားပြီးတော့အဲ့ဒီနေရာမှာဘလို့ဘလို့ငုတ်တုတ်ကလေးတည်သွားတယ်လေစဉ်းစားလို့မရဘူးသူရဲ့ခန္ဓာကိုယ်မှာဘာတန်ရာမှသူများရိုက်နှက်ထားတာလည်းမရှိဘူး ဓာရီပိုင်နဲ့ထိုးသားတာလည်းမရှိဘူးအစာအစိမ့်ဖြစ်သားတာလည်းမရှိဘူးမွေပေါက်ထားတာလည်းမရှိဘူးဘာမှမရှိဘူးဆရာဝန်လေးအကုန်လုံးစေးစစ်တယ်ဘာမှမရှိဘူးဒါပေမဲ့ပဟေနီဆန်ဆန်အဲ့ဒီမှာထိုင်ရကလေးတည်သွားတယ်သူရဲ့အားလုံးကတော့ပြောတာကတော့ဒီအရက်ကြောင့်သူရဲ့အရက်ကြောင့်တည်သွားတယ်ပေါ့ဗျာ အရနာကြပြီအရကြောင့်ဒေဝါတွေပေါ့အားလုံးကဒီလိုမျိုးပဲသတ်မှတ်ပြီးတော့အခုတော့ကြာခဲ့ပါပြီသူလည်းဆုံးသွားတာဒါမဲ့ဒါကဖြစ်ရမှန်အမှန်တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရမှန်ကိုကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့လူတယောက်ရဲ့ဖွင့်ပြောခဲ့တဲ့စကားကိုကျွန်တော်အခုပြန်ပြီးတော့မှတ်တမ်းတင်နေဖြစ်တဲ့ကာယကံရှင်ဒီလောကမှာလည်းမရှိတော့ဘူးဆုံးသွားတော့ပါပြီ တော့မတော်စကားကိုပြောခြင်းအဖြစ်ရရှိသောအကျိုးအမြတ်ကိုရရှိသောအခုလိုသူရဲ့ဖြစ်ရမှန်ကိုဝေမျှခြင်းဖြင့်ရရှိတဲ့အကျိုးကောင်းကျိုးကိုထို့တည်ဆုံးသူရရှိခံစားပါစေလို့ဆုတောင်းရင်းနဲ့အားလုံးပဲ တငယ်ချင်းညီကောင်မတွေကိုနှုတ်ဆက်ခဲ့တယ်။နောက်ဗီဒီယိုတွေမှာခုလိုမျိုးပဲဖြစ်ရမှန်လေးတွေကိုထပ်ပြီးတော့ဝေမျှပေးပါဦးမယ်။အားလုံးပဲ Bye bye